ကဲကျွန်တော်တို့ဒီ TV channel လေးကိုအစင်တစက်ကြည့်ရှုအားပေးနေတဲ့ကမ္ဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်နှွားတွေအားလုံးစိတ်ချမ်းသာနေကိုကြီးကျမချင်းနဲ့ပြည့်စုံနေညနေခင်းလေးဖြစ်ပါသေးလို့ကျွန်တော်တို့ဒီ TV channel ကနေပြီးတော့ share ဥပဒေမှာသွားစုမုံကောင်းတောင်းပေးပါရယ်ဗျကဲဟုတ်ပြီညီကိုရေးဒီ season လေးကတော့ကျွန်တော်တို့ United အသင်းရဲ့နောက်ခံလူ Lisandro Martinez အနေနဲ့ဒန်ယာကနေပြီးတော့ကျွန်တော်တို့ကာလာအတန်အကြာနားယူနေရနေပြီးတော့ကျွန်တော်တို့ United အသင်းကိုပြန်လာပြီဆိုတဲ့သတင်းပေါ့နော်ဟုတ်ပြီ ီဟာကတော့ကျွန်တော်တို့ရှေ့မှာလဲကျွန်တော်တို့လီဇန်ဒိုမာတီနက်အနေနဲ့ကျွန်တော်အဲသူ့အနေနဲ့ကလုံးဝကိုစိတ်ရထက်တန်နေတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ Nottingham Forest နဲ့ပွဲတွေအဲ့ပွဲတွေပေါ့နော်စပါးနဲ့ပွဲတွေမှာတော့မသူကဝင်ပြီးတော့ကစားခြင်းခဲ့တာဒါပေမဲ့ကျွန်တော်တို့နီးပြအမ်မိုရင်ကတော့အဲသူ့ကိုပေးမကစားခဲ့ဘူးပေါ့နော်အခုဆိုရင်လဲကျွန်တော်တို့အာဂျင်တီးနားနဲ့တူတူသူအနေနဲ့ training လိုက်ပါသွားတယ်ဒါပေမဲ့အာဂျင်တီးနားနီးပြကလည်းသူ့ကိုအဲမာရီနက်ကို10မိနစ်မှာကိုပေးမကစားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီလာမဲ့25ရက်နေ့ ညာခင်26ရက်နေ့မနက်ခင်းပေါ့နော်2နာရီခွဲဆိုတော့လေဟုတ်တယ်အဲ့2နာရီခွဲပုံမှာတော့ဒီဆန်တိုမာတီနက်နေနဲ့ကျွန်တော်တို့အမ်မိနစ်အနည်းငယ်ပေါ့နော်ပွဲချိန်ပြည်မဟုတ်ရင်တောင်မှကျွန်တော်တို့ United အသင်းတွက်ပွဲထွက်ပါဝင်ဖို့ကရှားခိုင်တုံးကညီကိုတို့ရေတော်တော်လေးကိုများနေပေါ့နော်ဟုတ်ပြီကျွန်တော်တို့မာတီနက်ကြောင့်ပြောအောင်ပေါ့နော်မာတီနက်ကတော့ညီကိုတို့သိကြတဲ့အတိုင်းပဲကျွန်တော်တို့အဲသူကလူကောင်လေးသာသေးတာဗျသူ့အနေနဲ့ကကျွန်တော်တို့ United ရဲ့ DN လေးလဲစစ်တယ်နောက်တစ်ခုက တွန်းတွန်းတိုက်တိုက်နဲ့အင်ပြီအပြီနဲ့ကစားတဲ့ကစားသမားမျိုးဒီကစားသမားမျိုးကိုမကြိုက်တဲ့နီးပြားဆိုတာမရှိဘူးဗျာနောက်တစ်ခုပြောပြမယ်နောက်တစ်ခုကပါလဲဆိုတော့လီဆန်ဒိုမာတီနက်အနေနဲ့ကကျွန်တော်တို့ကွင်းလေပိုင်းမှာလည်းတချို့တွေကတက်ပြီးတော့ကစားသေးကြတယ်အဲကွင်းလေပိုင်းမှာတက်ကစားမယ်ဆိုရင်တော့နည်းနည်းတော့ပြဿနာရှိရဲဆိုပေမဲ့ကျွန်တော်တို့အချက်တွေအများကြီးနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ခုဘရူနိုဖာနန်ဒက်နဲ့ကတ်စမဲရူနေရာမှာဆိုရင်ကျွန်တော်တို့ ဘလူးနိုနေရာမှာဆော့မယ်ပေါ့နော်သူဆော့လို့ရမယ်ဒါပေမဲ့လည်းဘလူးနိုကိုကြတော့ကျွန်တော်တို့နံပါတ်10ရိုးတနေရာပေးရမယ်အဲ့တော့ခါကျတော့တိတ်တော့အဆင်မပြေလာဘူးပေါ့နော်အဲ့တော့ခါကျတော့သူကျွမ်းကျင်ပိုင်နိုင်လာတယ်ကျွန်တော်တို့ CB နေရာမှာပဲသူ့ကိုထားဆော့တာပူကောင်းမယ်ဒါပေမဲ့လည်း CB နေရာမှာလည်းကျွန်တော်တို့ချက်ကြည့်ရမှာကျွန်တော်တို့ဒလက်တို့အဲကျွန်တော်တို့မက်ကွာရာတို့ရှိနေသေးတယ်ပေါ့နော်သူ့အနေနဲ့ကဒလက်ကိုကြော်ပြီးတော့ပွဲထွက်ခွင့်ရဘူးဆိုတာကလည်းတိတ်တော့မဖြစ်နိုင်ဘူးအဲ့တော့ခါကျတော့ကျွန်တော်နောက်တနေရာစဉ်းစားလိုက်မယ်ဆိုရင်ကျွန်တော် AB နေရာရှိမယ်ဗျ AB နေရာမှာဆိုရင်တော့ကျွန်တော်လူရှောနေရာ လူရှောင်းအနေနဲ့ကပွဲချိန်ပြီပွဲချိန်ပြီရတော့အဲသူ့အနေနဲ့ကပွဲတိုင်းလူလူကြီး sorry ပွဲတိုင်းလူလူကြီးသူ့အနေနဲ့အဲပြောရမလို့ performance ကြီးအရင်ကောင်းနေတဲ့ကစားသမားမဟုတ်ဘူးအဲ့တော့ခါကျတော့ Lisandro Martinez ကိုအဲ့နေရာကိုကျွန်တော်တို့အတင်းကရှေ့မှာလဲထားပြီးတော့တုံးခဲ့တယ် Lisandro Martinez ကိုအဲ့နေရာထားတုံးမယ်ဆိုကျွန်တော် United အတင်းဘာတွေဖြစ်လာမလဲရှင်းရှင်းလေးရညီကိုရင်းတော့ခုဆိုရင်ကျွန်တော် United အတင်းကအဝေးဘောကြီးနဲ့ပဲတွားနေရတယ်အဝေးဘောနဲ့တိုက်စစ်စတဲ့အပိုင်းနေပေါ့နော် Lisandro Martinez ရောက်လာပြီဆိုရင် Lisandro Martinez ကကျွန်တော်တို့ ်ဘောလုံးကိုကောင်းကောင်းကိုကင်ပြီးတော့ကစားနိုင်တဲ့ကစားသမားတစ်ယောက်ဘောလုံးကိုကောင်းကောင်းကင်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီအဘီနီယာကြီးမှာဆိုရင်ကျွန်တော်တို့ခုဆိုရင်ကျွန်တော်တို့ကက်စမဲရူဘလူးနိုတို့ကဘောလုံးတွေကိုဆင်းယူရတယ်ကျွန်တော်တို့တိုက်ဆစ်စားခြင်းလည်းဆိုရင်အဲ့အပိုင်းတွေမှာတော်တော်လေးကောင်းသွားမယ်ဒီဆန်နူမာရီနဲ့နေနဲ့ကျွန်တော်ကွင်းလယ်ကိုမပေးတော့ဘဲနဲ့တောင်ပံတွေကိုဖြန့်တာတို့အဲ့အပိုင်းတွေမှာဘောလုံးပေးပို့မှုတွေပေါ့နော်ပတ်စင်ပိုင်းတွေမှာကတော့ဒီကျွန်တော်တို့ ခုလက်ရှိ United မှာရှိနေတဲ့နောက်ခံလူတွေထဲမှာအကောင်းဆုံးနဲ့ perfect အဖြစ်ဆုံးလို့ပြောလို့ရတယ်။ဟုတ်ပြီဒီဟာတွေကလည်းအချက်လက် data တွေရဆိုရင်ကျွန်တော်တို့ Man City ကိုအာမတ်သွင်းသွားတဲ့လုံးတွေကိုသူဖန်တီးပေးသွားတာပါပေးသွားတာတွေပါတယ်ကြည့်ရင်ကိုတိတာတယ်ဒီကိုလေနော်။နောက်တစ်ခုကတော့ကျွန်တော်လီဆန်ဒိုမာတီနက်အနေနဲ့ကကျွန်တော်တို့ United အသင်းမှာအဲတကယ်ကိုလည်းအံဝင်ပြီးသားကစားသမား ဒါပေမဲ့တိုက်စစ်လိုက်ပါမှုမှာကောင်းပေမဲ့လည်းသူ့အနေနဲ့ခန္ဓာကိုယ်သေးတယ်သူ့ရဲ့အရံမောင်းအကြောင်းမလို့ကျွန်တော်တို့ခေါင်းမော်တွေအားကိုးလို့မရဘူးဆိုပေမဲ့လည်းကျွန်တော်တို့ပြိုင်ဘက်တွေဂျားကနေပြီးတော့ကျွန်တော်တို့ဘောလုံးထုတ်ပေးတာလေးတွေတော်တော်လေးတက်ရမယ်သူကအဲကျွန်တော်ပြောမှဆိုရင်ဗျာနောက်တက်မှာကျွန်တော်တို့ structure တစ်ခုတည်ဆောက်မယ်ဘောလုံးလမ်းကြောင်းတစ်ခုတည်ဆောက်မယ်အိုက်ခါကနေပြီးတော့မှသူ့စီကနေဘောလုံးစလို့ရတယ်ပြောချင်တာကအဝေးဘောရင်တော့သွားကြမှာလို့ခုဆိုရင်ကျွန်တော်တို့ United အသင်းကကျွန်တော်တို့ keeper နဲ့ အဲဂိုးကနေပြီးတော့ဓာတ်ရိုက်တိုက်စစ်ကိုပို့တယ်အဲတိုက်စစ်ကိုပို့ပြီးတော့မှကျွန်တော်တို့တိုက်စစ်လမ်းကြောင်းစတယ်ဒီဟာကြီးကလည်းတိတ်တော့မသေးကြလားအောင်ညီကိုရေနော်လုံးဝအဲပြောရမလို့အမြင်ဘောဆိုကြဲကဘောလုံးကိုအပေါ်မှာထားဆော့ပြီးဆိုကြဲက50 50ဖြစ်သွားပြီဟိုဘက်ကကစားသမားတွေကလည်းကျွန်တော်တို့အသင်းကအဲပိုဇက်ရှင်တွေကိုသူတို့အနေနဲ့ယူနိုင်တယ်အဲအကြောင်းလို့ဒီနောက်ပိုင်းနောက်ပိုင်းပွဲတွေမှာညီကိုရေတတိထားမိလာတော့မသိဘူးကျွန်တော်တို့ယူနိုက်တက်အသင်းကပိုဇက်ရှင်တွေတိတိတတ်တာကိုရောကြလာတာကိုလည်း တချက်တွေ့ရတယ်ဗောနော်ဟုတ်ပြီလီဆန်ဒိုမာတီနဲ့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့နောက်တန်းကနေစပြီးတော့အာဘောပလီအဗီလတီကြီးကောင်းလာမယ်ညီကိုရေနော်အဲ့ဒါကလည်းကျွန်တော်တို့ခုနီးပြအမ်မိုတွေစနေတဲ့အဲပုံစံဗောနော်ကျွန်တော်တို့နောက်ကနေပြီးတော့တိုက်စစ်ကိုလိုက်ပါတယ်ဘိုင်းဒီမှာဆိုရင်နီးပြအမ်မိုတွေကလည်းတော်တော်လေးကိုဒီပုံစံကိုသဘောကျမယ်လို့ထင်တယ်အဲ့တော့ခါကြတော့အာအတိုင်းတာတစ်ခုထီကတော့ကျွန်တော်တို့ United အတွက် ကောင်းကျိုးတွေကြီးပဲဖြစ်လာမှာ အာဒီနဲ့ပြန်လာခြင်းကပေါ့နော်ကဲဟုတ်ပြီညီကိုတွေအဲ့ဒါကတော့ကျွန်တော်တို့ဒီ25ဆိုကျွန်တော်တို့စောင့်ကြည့်အောင်ပေါ့နော်မာလီနဲ့ပြန်ပါလာပြီဆိုရင်တော့ကျွန်တော်တို့ United အတင်းကတော်တော်လေးကိုအာဒီထက်ပိုပြီးတော့ကောင်းလာမယ်အတင်းတင်းဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ကတော့ယုံကြည်တယ်ကဲဟုတ်ပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နဲ့တရားချင်တိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါရဲ့ဗျထုံးတဲ့တိုင်းပဲညီကိုတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နေတတ်တဲ့ဆိုရင်လည်းညီကိုတွေ like and subscribe လေးလုပ်ခဲ့ဦးလို့မမေ့နိုင်အောင်နော်